ကျမတားချင်းနဲ့တိုက်ဆိုင်တဲ့အမှုပညာလောကရဲ့အကြောင်းလေးတစ်ခုကိုကျမပြောပြမယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ကျမကအမှုပညာဆိုတဲ့ရုပ်ရှင်လောကကိုယွန်းနဲ့အထင်မကြီးဘူးလုံးဝအထင်သေးထားတာ။ကျမတားချင်းကောင်းကောင်းခံလိုက်ရတာ။တားချင်းချောတယ်နော်။အမှုပညာသွေးပါတယ်။မင်းသားဖြစ်ချင်တယ်။မော်ဒန်ဖြစ်ချင်တယ်။ငယ်ကလေးကတားချင်းအဆုံမကောင်းဘူးဆိုတော့အော်သူလဲဒီအမှုပညာလောကကိုပဲဝင်တာကောင်းပါတယ်ပေါ့။သူဝါသနာပါတယ်ဆိုတော့โอเคတယ်။ဒီလိုပေါ့ပေါ့ပါပါအလုံးနဲ့ပဲ तू ကရမှာပါလေ။ तू နဲ့ကြိုက်တယ်ပေါ့ကွာ။ဒီတော့မိခင်ဖြစ်တဲ့ကျမက ကုံပန့်ပိုးတဲ့မော်ဒန်တင်တဲ့အကောင်စားအကတင်တဲ့အကောင်စားတခုကန်ကောင်းသွားတာကအကတင်တဲ့မှာတွေ့တဲ့ဆရာကသူ့ပုံမှာအရန်ကောင်းလို့15နှစ်ကလေးကရင်ဟိုနားလေးရှိုးရိုက်လိုက်ဒီနားလေးရှိုးရိုက်လိုက်မြန်မာငွေ30ရှာနိုင်ပြီအဲ့ဒီအကဆရာဘာဖြစ်လို့သူ့ကိုတနာပြီးတော့အလုပ်တွေရှာပြီးတလဲဆိုရင်တင်တန်းချင်းအများကြီးပေးရတဲ့အကတင်တဲ့မှာဒီကတထေးတွေကြီးပဲတထေးတွေကသူ့တို့သားသမီးကို special အကျိုးအဖို့လုပ်ပြီးတော့ special ကားနဲ့လာကြတာမှသားကမှကလေးဖြစ်နေတဲ့ခါကျတော့သူများမိဘတွေကလေးခေါ်လာပြီးတော့ဟာချွေးတုပ်ပေးရတာနဲ့ရေးတိုက်ရတာအတီးကျွေးရတာနဲ့ဖြိုးရေးတိုက်ရတာနဲ့ကျမသားကြတော့ bus ကားနဲ့သွားပြီး bus ကားနဲ့လာတယ်ပြီးတော့တယောက်တည်းလေကျမကသူ့တို့နားမှာရှိမနေရဘူးမြန်မာပြည်မှာပြန်လာ ပြီးစီးပွားလာရှာရသေးတယ်လေဒီတော့တရက်မှသူအရန်ဝမ်းနေသွားတာလားမသိဘူးအကတင်သားရဲ့တကယ်ရွက်နောက်မှာရှိုက်ကြီးတငယ်ငိုပြီးတော့မျက်နာကိုဘာမှမဖြစ်တယ်လို့နဲ့ခတ်တီတီနဲ့ပြန်ထွက်လာတဲ့အဲ့ဒီအဖြစ်ကိုသူ့ရဲ့အကတင်သားမှာအဲ့ဒီမှာဘာပြဿနာတက်တာလဲမသိဘူး CCTV ရှာရင်းနဲ့သူ့ရဲ့အဖြစ်ကိုသွားတွေ့လိုက်တာအဲ့ဒီမှာတသားကို तू ကအရန်တနာပြီးမေးတော့အော် ဖေလည်းမရှိဘူးအမေကလည်းအဝေးမှာပတ်စံသွားရှာရတယ်ဆိုတော့တတရဲ့ကျေးဇူးရှင်ပေါ့နော်ကံကောင်းလို့ဆရာကောင်းနဲ့တွေ့တယ်လို့ပြောရမှာပေါ့နော်ကဲဒီလိုနဲ့တတကကိုရန်အောင်ပြီး10ရန်တက်ရတော့မယ်ဘာသာခွဲပြီးအမှုပညာကျောင်းကိုသူရွေးပြီးတက်လိုက်တယ်10ရန်17 17သူရဲ့ဒီကြောင်ကတပတ်ကိုတစ်ချိန်လူလာရွေးပြီးရိုက်ကွင်းတင်တန်းပေးတယ်အဓိကတော့တတရဲ့ပန်းတိုင်ကနိုင်ငံခြားမှာနာမည်ကြီးတဲ့မြင်းသားဖြစ်ချင်တာနိုင်ငံခြားမှာမြင်းသားဖြစ်ရင်ပတ်စံအများကြီးရမယ်ဆိုတဲ့အိမ်မက်ကို သူကမှက်နေတာအတန်းထဲမှာလာရွေးတိုင်းကျမသားရုတ်ချောတယ်အရက်မောင်းကောင်းတယ်ရွေးတိုင်းအရွေးခံရတယ်ပြီးရင်နိုင်ငံသားသားလို့တိလိုက်တာနဲ့ပဲပယ်သွားတာဒီတော့အဲ့ကြောင်းမှာတသားကကံမကောင်းဘူးပေါ့အဲ့ဒီကြောင်းကိုလာအုပ်ချုပ်နေတဲ့ဒီဒရိုက်တာတွေကသူတို့နိုင်ငံကလူကိုပဲဦးစားပေးတဲ့ဝါဒဖြစ်နေတယ်နိုင်ငံသားသားကိုဘလောက်ပဲချောနေပါစေဘလောက်ပဲတော်နေပါစေညီတော်မမြောက်ဘူးပြီးတော့သူတို့ရဲ့လောက်ရက်နဲ့ပယ်တဲ့ပုံစံကလူတယောက်ကိုလေတေသွားလောက်အောင်စိတ်နဲ့ညှဉ်းပန်းနှိပ်စက်တယ်လို့ဖြစ်နေတာ ဒီတော့ကျမသားစိတ်တွေညှိုးနှိုင်းပြီးတော့အမြဲတမ်းတက်တက်ကြွကြွနဲ့ကျမနဲ့တီတူတီတူပြောနေတဲ့ကလေးကစကားသိမပြောတော့မိုင်းထိုင်ထိုင်ကြီးဖြစ်သွားပြီကျမလေ့လာလိုက်တဲ့အခါမှာဖရားရေကျမကိုယ်တိုင်အဲ့ဒရိုက်တာကြီးနဲ့တွားအိတ်ပြီးပတ်စံလဲပန့်ပိုးမှဒီအခွင့်ရေးကိုရှော့ချောမောမောလေးနဲ့ရမယ်ဆိုတာကိုကျမနားလေလိုက်ပြီအဲ့ဒရိုက်တာကိုဖားရမယ်ဖားလဲဖားရအောင်မယ်ရုပ်ရှင်ကိုလဲပင်ပင်ပန်းပန်းရိုက်ရအောင်မယ်အမေလုပ်တဲ့ကျမကလဲလိုက်အိတ်ပေးရအောင်မယ်ပတ်စံကိုလဲထုတ်ပေးရအောင်မယ်သူ့နှာခေါင်းပေါက်နဲ့ကျမတို့သားမီးနှစ်ယောက်ကအသက်ရှူရမှာပေါ့တော်ပါတော့သားရေဒီလိုထမင်းမျိုးကို ကျမတော်တက်တာဘယ်တော့မှကိုသားကိုမစားစရာဘူးအဲ့ဒီထမင်းကမျောတော်ရောင်လှုပ်ပြီးမှစားရတဲ့ထမင်းမျိုးကျမတဒေါင်းစားပဲသွားလှုပ်တော့မယ်ဒီလိုထမင်းကိုရွေးပြီးမစားတော့ဒီတော့ကျမကြံပြီသူ့ရဲ့အုံနောက်ကိုကျမဆေးပြစ်မှရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမှုပညာဟာသူ့ဝါသနာပါပြီးမျက်နိုးတဲ့အရာမို့လို့သူ့ကိုတဖြည်းဖြည်းချင်းတင်သွင်းရတာကျမအမြဲတမ်းသူ့ကိုပြောတဲ့စကားကဘာလဲဆိုတော့ ဒီကောင်တွေကဘာလဲဒီကောင်တွေကဒရိုက်တာနော်တာသူတို့ကနေပြီးတော့မင်းသမီးမင်းသားကိုလာရွေးပြီးဒီဇက်လမ်းမှာဒီလူတွေရိုက်ဟိုဇက်လမ်းမှာဟိုလူတွေရိုက်ဆိုပြီးလာရွေးတာနော်လို့ဒီတော့နေကမင်းသားမလုပ်ဘဲနဲ့ဒရိုက်တာလုပ်လေဒရိုက်တာလုပ်ရင်ပတ်စံရှိရတယ်တွေ့လားလို့ပတ်စံရှိအောင်စူးစမ်းလိုက်ပတ်စံရှိလာရင်ဘယ်မင်းသမီးကိုမင်းဘလို့ခေါ်ရိုက်မလဲဘယ်မင်းသားနဲ့ဘယ်မင်းသမီးကိုဘလို့ရွေးပြီးဗဇက်လမ်းရိုက်မလဲပြီးတော့ဘယ်ဇက်လမ်းမှာမင်းပါခြင်းတလဲပါခြင်းတဲ့နေရာမှာမင်းဝင်ပါလိုက်ဒရိုက်တာလည်းလုပ်မင်းသားလည်းလုပ်မကောင်းလားလို့ဒီတော့လောလောဆယ်မှာပတ်စံကိုပဲရအောင်စူးစမ်းပါလား ကြောင်းထွက်လိုက်ပါလားလို့အမေလေးလို့စီးပွားရေးဘလို့လုတ်တလဲဆိုတာသင်ပေးမယ်လို့စီးပွားရေးလုတ်တက်သွားရင်ဘယ်ဘဝရဲ့အနိုင်အမြင့်ကိုပဲရောက်ရောက်စီးပွားရေးလုတ်တက်နေတာဖြစ်တဲ့အတွက်ဘာလေးပဲလက်ထဲရောက်လာရောက်လာမင်းရောင်းတက်လာမယ်လို့ရောင်းတက်ပြီဆိုရင်နင်ခမင်းမငတ်တော့အဲ့ဒီစီးပွားရေးအနစ်ကိုသူ့ကိုတေးသေးချာချာသူ့အရွယ်နားလည်နိုင်တဲ့ဇကားကိုရွေးပြီးသူ့အုံနောက်ကိုဆေးလိုက်ရတာပေါ့နောက်ဆုံးသူဆုံးဖြတ်ပြီးကြောင်းထွက်မယ်တဲ့အာမလေးပျော်လိုက်တာစဉ်းစားကြည့်နော်ကိုသားကိုကြောင်းမထွက်ထွက်အောင်ဖန်တီးတဲ့အမေဘာဖြစ်လို့လဲ ကျမသားကိုအဲ့လိုစောက်တုံးမကြတဲ့လူရဲ့ကြောင်းမှာသွားထားတယ်ဆိုရင်မကြဘူးကျမသားကလေဆူဆိုက်လုံမှတေးကြတယ်ရှင်နေဒါတော့မြတ်တာဘာရှိမလဲအခုတော့ကျမသားကကိုပိုင်လုပ်ငန်းလုပ်ပြီးတထေးလုပ်တဲ့အရာတော်ကိုကောင်းကောင်းသိသွားပြီကျမတို့သားမရလေအလုပ်ကြိုးစားမယ်ကျမအရာခက်ခဲတဲ့အခါမှာလဲကျမမုံမြင့်ချင်တုတ်ရောင်းတယ်ဈေးတဲ့အထိသွားရောင်းတယ်မရှက်ဘူးဘလောက်ပဲခက်ခဲနေပါစေကျမရဲ့ဝိညာဉ်ကိုကျမမယောင်းစားဘူးမင်းငယ်လုံမလားရတယ်လူတကာနဲ့လိုက်အိပ်ပြီးပတ်ဆိုင်ယူမလားရတာပေါ့ ဒါတွေအားလုံးဟာဝိညာဉ်ရောင်းစားရတာလေဘယ်လိုလာပြီးလိုက်ပြတတ်မလဲကိုခန္ဓာကိုစောင်းနှက်ကကိုကြိုက်ပါမလားလူဆိုတာလေတောင်းစားပဲလှုပ်ရလှုပ်ရဝိညာဉ်ကိုတော့တိတ်ခါလအောင်ထားမှလိုက်ပြလုံတာလိုက်ပြတတ်မှလည်းလှုပ်တဲ့ပြအောင်မြင်တာတချို့လူတွေကဟာငါလှုပ်တာလူမသိဘူးပဲဟုတ်ပါတယ်လူမသိဘူး ခက်တာဖះတိတယ်လေဖះတိတာလူတိထားတဲ့ပွေဆိုးတာမကောင်းတာလုပ်တဲ့လူတွေမကောင်းတာပြောတဲ့လူတွေသူများခေါင်းနေပြီးအပေါ်တက်ချင်တဲ့လူတွေတတိထားမှာကံကောင်းခြင်းကုသိုလ်ဆိုတာစုပေးရတယ်ချက်တယ်နော်အားလုံးကိုလူအချင်းချင်းအထင်သေးခြင်းခင်ရှင်းကြပါစေလူအချင်းချင်းမနာလိုခြင်းခင်ရှင်းကြပါစေ